။မာဗယ်ယူနီဗာစီတီမှာဒေါက်တာစတရိတ်သုံးခဲ့တဲ့စပယ်တွေအကုန်လုံးကိုရှင်းပြပါမယ်။ Runes of Kafkon ဒီစပယ်ကစပယ်ဒါမန်နိုဝေးဟုတ်မှာစမီခဲ့ရတာဖြစ်ပြီးဒေါက်တာစတရိတ်ကနှစ်ခါသုံးပြခဲ့ပါတယ်။ဒီစပယ်ရဲ့အဓိကလုံဆောင်ချက်ကလူတွေမှတ်မိတဲ့အရာကိုမင်းအောင်လုပ်ပေးတာဖြစ်ပါတယ်။ဒါကြတဲ့မှာစပိုင်ဒါမန်ကပီတာပါကာမန်လူသွေးသွားတဲ့အခါမှာပီတာကလူတွေကိုသူ့ကိုစပိုင်ဒါမန်ဆိုတာမေးသွားအောင်လုပ်ဖို့အတွက်ဒေါက်တာစတရိတ်စီမှာအကူအညီတောင်းခဲ့ပါတယ်။ဘောင်းပြပြချက်အရာဒီစပက်ကအရှိတရားတစ်ခုလုံးကိုပြောင်းလဲနိုင်ပြီးတော့အန်ရီတွေကလည်းမသိနိုင်အောင်များပြားကြောင်ပြောခဲ့ပါတယ်။ ဒါပေမဲ့ဒေါက်တာစပရင်ကပီတာအတွက်တုံးပေးခဲ့ပြီးတော့ပီတာကြောင့်စပက်ကတောက်တူလွဲဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပီတာဘာဂါကိုစပါဒါမန်ဆိုတာတီးတဲ့သူတိုင်းမေးသွားအောင်လုပ်ခဲ့ပေမဲ့ပီတာဘာဂါကိုစပါဒါမန်ဆိုတာတီးတဲ့တခြားယူနီဘတ်စ်ကသူတိုင်းက66ကိုရလာကြပါတယ်။ဘောင်းပြောခဲ့တဲ့အတိုင်းပဲ Blue Shark Cup ကအရှိတရာကိုပြောင်းလဲနိုင်တဲ့အထိဂျန်နယ်စပက်တစ်ခုဖြစ်ပေမဲ့ဒေါက်တာစပရင်က Karma Dash ရဲ့ Full Moon Party မှာလည်းအပြော်သွင်းခဲ့ပါသေးတယ်။ Image of Icon ဒီစပက်က Infinity War မှာတုံးခဲ့တဲ့အရေးကိုဝါစပက်တစ်ခုဖြစ်ပါတယ်။ ဒီစပဲကနောက်တို့ကြောင်းမင်းသားထဲမှာလည်းအမြင်များတဲ့ကြစပဲတစ်ခုဖြစ်တာကြောင့်သူရဲ့လှုပ်ဆောင်မှုကိုတော့လူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ image shot icon သုံးထားတဲ့သူကအရေးကိုပွားနိုင်ပြီးတော့ရန်သူကိုဆွတ်ရှုပ်သွားအောင်လည်းလုပ်နိုင်ပါတယ်။ဒီစပဲမှာပါတဲ့နာမည် icon က mystical entity icon ရဲ့နာမည်ကိုပြန်ယူထားတာဖြစ်ပါတယ်။ဒီစပဲကိုအသုံးပြုတဲ့အခါမှာ Data Stream ရဲ့ကိုပါလိုက်ကအလူရှိတက်တက်မဟုတ်ဘဲနဲ့တကယ့်ကိုပါအစ်စ်တွေဖြစ်ပါတယ်။အဲဒါကြောင့် Stream ရဲ့ကိုပါလိုက်ကလည်းမတူညီတဲ့စပဲမတူညီတဲ့အလုပ်တွေကိုတပြိုင်တည်းလုပ်နိုင်ပါတယ်။ Timson Bands of Sidorak ဒီစပဲကတာမန်စပဲဆိုတာအထက်စစ်တရက်စီကနေဆက်သက်လာတဲ့အစားတစ်ခုဖြစ်ပါတယ်။စစ်တရက်ကဘာပဲ universe ကအရှိခေါ်တပါဖြစ်ပြီးတော့ timeless round နဲ့မှနေပါတယ်။ဂျဂန်နော့ကလည်းစစ်တရက်စီကအစွဲရနေခဲ့တာဖြစ်ပါတယ်။ဒေါက်တာစရင်းကကောမစ်ထဲမှာဒီစပဲကိုသုံးပြီး scarlet witch hulk နဲ့ဂျဂန်နော့ကိုချုပ်ထားနိုင်တဲ့အထိစွာကြည့်ပါတယ်။ဒီစပဲကဘယ်သူမှမဆိုချုပ်ထားနိုင်တဲ့အထိစွာကြည့်ပြီးဖြည့်ဆည်းလို့လည်းမရပါဘူး။ဒီစပဲနဲ့ထိချုပ်ခံရရင်စပဲကဖြည့်ဆည်းလို့မရအောင်တာမာပေးမယ်အသုံးပြုတဲ့သူကအားနေရင်တော့စပဲကလည်းပြတ်ပါတယ် Shield of Seraphim ဒီစပယ်က data stream ဝမ်းမှာစပြီးခဲ့ရတဲ့အရာတစ်ခုပါ data stream ရဲ့ gateway စပယ်တစ်ခုဖြစ်ပြီးတော့အတော်ပြည့်တဲ့သူကိုကာကွယ်နိုင်မဲ့အကောက်အွယ်တိုင်းကတစ်ခုရပါတယ်ဒီတိုင်းကစပယ်ကို data stream 1ကစပြီး infinity war endgame မှာအထည်အသုံးပြုခဲ့ပြီးတော့ monster တယောက်အနေနဲ့အတက်ကိုတတ်ထားရမယ့်စပယ်တစ်ခုလည်းဖြစ်ပါတယ်ဒီစပယ်ကအတော်ပြည့်တဲ့သူကိုကာကွယ်ပေးရပါမယ် bolts of ballfack ဒီစပယ်က infinity war မှာ data stream နဲ့တန်းတော့အပြိုင်တိုက်ခဲ့တော့က၃ရွေးခဲ့တဲ့စပယ်တစ်ခုဖြစ်ပါတယ် ဒီစပဲကိုသုံးတဲ့အခါ buffer ဆိုတဲ့ energy တကောင်ရဲ့အစွမ်းကိုရယူပြီးတော့အပြင်းနဲ့အရာတစ်ခုအနေနဲ့ပြန်ပြစ်ထုတ်တာပါဒီစပဲကတိုက်ခိုက်ရေးစပဲတစ်ခုဖြစ်ပြီးတော့အပြင်းနဲ့ mystical force ကိုအရာယူပြီးတိုက်ခိုက်တဲ့စပဲတစ်ခုဖြစ်ပါတယ် buffer ဆိုတာ marvel universe ရဲ့မှောက်ခေါင်းဆောင်တွေကတယောက်လည်းဖြစ်ပါတယ်မာမေမှာ buffer လို့ပြောမှောက်ခေါင်းဆောင်ရှိရပါတယ် optics ဆိုတဲ့အဖွဲ့ရှိပါတယ် magic ဆိုတာသူတို့စီကနေစဉ်းစားတာလေးဆိုပြီးအလွယ်မှတ်လို့ရပါတယ်မော်ဆရာတွေကသူတို့ရဲ့စွမ်းအားအတွက်ဒီ magical entity မှောက်ခေါင်းဆောင်တွေရဲ့အစွမ်းကိုစိတ်ခေါ်ပြီးတော့အသုံးပြုနိုင်ပါတယ် စတရက်ဆိုတာလည်းမော်ကားသောင်းတွေကတယောက်ပဲဖြစ်ပါတယ်။ဒီစွမ်းတွေကဖန်တီးထုတ်ခဲ့လာတဲ့အရာတွေမဟုတ်ဘဲနဲ့ရှိနေပြီးသားအဆောင်ကိုလမ်းကြောင်းပြောင်းပြီးအသုံးပြုတာဖြစ်ပါတယ်။ Winds of Wadum ဒီစပယ်ဟာအန်ဂိနဲ့ Infinity War မှာသုံးသွားတဲ့စပယ်တစ်ခုဖြစ်ပါတယ်။အန်ဂိမှာတော့ရေရှမ်းနာကိုတားခဲ့ပြီးတော့ Infinity War မှာတော့ဖုံရှင်းပြခဲ့တဲ့စပယ်တစ်ခုပါ။ဒီ Winds of War 2မှာပါတဲ့ War 2ကလည်းမော်ကောင်းဆောင်များအခွင့်အရေးကအဖွင့်ဝင်တယောက်ပါပဲ။ဒီ Space ရဲ့အစွမ်းကလေရဲ့လာရောက်ကိုထိန်းချုပ်နိုင်ပြီးတော့လေဝေတခုကိုဖန်တီးနိုင်တာ၊လေတခုကိုရှင်းထုတ်ပေးနိုင်တာတွေကိုလုပ်နိုင်ပါတယ်။ အနိမတ်တဲ့အစွဲပေါ်တော်မီပတ်ဝန်းကျင်ကလေးတွေကိုထွန်းရှုံနေတာကြောင့်နယူးယောက်ဘက်တဲမှာဖုံရှင်းပြခဲ့တဲ့အပိုင်းမှာဒေါက်တာစတရိတ်နိုနီယာကိုဖုံနေဆက်မလာတော့တာဖြစ်ပါတယ်။ဒီဆွဲကလေရဲ့လာရောက်ကိုထိန်းချုပ်နိုင်တဲ့ဆွဲတစ်ခုဖြစ်ပြီးဝက်တိုးဆိုတဲ့ပေါင်းကောင်းဆောင်ရဲ့အစွဲကိုလမ်းကြောင်းပြောင်းပြီးပြန်သုံးလာပါ။ထရီဝါကင်ကမော်တီဘက်ဆော့မန်နက်စ်မှာသုံးသွားတဲ့ဆွဲတစ်ခုဖြစ်ပါတယ်။ဒီဆွဲကိုအသုံးပြုတဲ့သူကတခြားယူနီဘက်စကယ်ကိုခန္ဓာကိုယ်ကိုထိန်းချုပ်ပြီးတော့လှုပ်ရှင်တာကိုလုံခိုင်းလို့ရတဲ့ဆွဲတစ်ခုဖြစ်ပါတယ်။ဒီစပက်က dark magic ဖြစ်တာကြောင့်အတော်ပြူတဲ့သူရဲ့ဝိညာဉ်က dark core ရဲ့ chaos magic နဲ့ချိတ်ဆက်သွားမှာဖြစ်ပါတယ် ဒီစပယ်ကိုတောင်းရင်အခါရှိကိုဖြစ်ပေါ်စေတဲ့အတွက်အနည်းပြားတဲ့စပယ်ထုတ်လည်းဖြစ်ပါတယ် Flame of the Fall Team ဒီစပယ်က Multiverse of Madness မှာတောင်းခဲ့တဲ့စပယ်ပါဒီစပယ်က Fatty ဆိုတဲ့ Magic ကနေဝေးလာတဲ့ Extra Dimension နဲ့ဘီးရင်ကနေထွက်လာတဲ့အစွမ်းပါ Fatty က Physical Body မရှိပါဘူးသူတို့က Pure Magical Energy တွေပဲဖြစ်ပါတယ်ဒီစပယ်ကိုတောင်းတဲ့အခါအတုံးပြည့်တဲ့သူကဖြည့်ဆည်းနိုင်တဲ့မိသားဒါမှမဟုတ်ဒီမိသားကိုတိုင်းကအဖြစ်အတုံးပြည့်နိုင်ပါတယ် ဒီစွမ်းကလည်းမော်ကောင်းဆောင်တွေတော့ပဲပြူဝမရှိခဲ့ပါဝါကိုထိန်းချုပ်ပြီးတော့တောင်းရတာဖြစ်ပါတယ် IC tendrils of ichthyon ဒီစပယ်ကအန်ဂိမ်းမှာတောင်းထားတဲ့စပယ်တစ်ခုဖြစ်ပါတယ်ဒီစပယ်ရဲ့အစွမ်းက iclon ဆိုတဲ့ extra dimension နဲ့ဘီယင်းတစ်ကောင်ရဲ့အစွမ်းကိုတောင်းတာပါပဲဒီစပယ်ကိုတောင်းရင်ရေခဲနဲ့ပတ်သက်တာကိုထိန်းချုပ်နိုင်ပြီးတော့ရေခဲကိုလည်းဖန်တီးနိုင်ပါတယ်အထူးသဖြင့်ရန်သူကိုအေးခဲတော့အောင်လုပ်ပြီးတော့ခဲပြီးဘာမှမလုပ်နိုင်အောင်တောင်းတဲ့စပယ်တစ်ခုဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ဒေါက်တာဆွေရဲ့ MCU ထဲမှာတောင်းပြထားတဲ့စပယ်တွေကိုသိတော့မယ်လို့ထင်ပါတယ် What are you, what are you doing? This isn't me. Ah!